အခုဗီဒီယိုရဲကခွေးလေးကတော့ဘာပြစ်မှမရှိပဲတခင်ဖြစ်သူဆုံးဖြတ်တာကိုခံခဲ့ရပါတယ်လူတွေနဲ့အလွယ်တကူရှင်ပါပြီးတော့ချက်ဖို့ကောင်းတဲ့ Golden Retriever အမျိုးအစားခွေးတစ်ကောင်ကိုလူတယောက်ကလမ်းဘေးမှာဆုံးဖြတ်ခဲ့တာကို CCTV ကနေရိုက်ကူးထားတဲ့မှတ်တမ်းဖြစ်ပါတယ်ဒီခွေးလေးဟာအသက်တနှစ်လောက်ရှိမယ်လို့ခန့်မှန်းရပါတယ်တန်တန်ပြန်ပြန်လူတယောက်ကကားနဲ့လျှောက်လာပြီးတော့ခွေးလေးကိုကျိုးနဲ့ဆယ်လာပြီးလမ်းဘေးအတိုင်းမှာချီထားခဲ့ပါတယ် ွေလျာတော့သူသခင်ပြန်လာကုန်မယ်လို့ထင်ပြီးထိုင်ဆောင်နေကြတာပါ။ကြပြီမယ်သူသခင်ကတော့၄နိုင်လောက်ကြာတဲ့ဒီရောက်မလာခဲ့ပဲမိုးရေလည်းရွာလာခဲ့ပါပြီ။အဲဒီအချိန်မှာလမ်းသွားလမ်းလာအမျိုးသမီးတယောက်ကခွေးကလေးကိုချက်လို့ကိုင်းကြည့်တဲ့အခါမှာခွေးလျာအလွယ်တကူပဲခင်မင်နေခဲ့ပါရဲ့။ CCTV မှတ်တမ်းထဲမှာတော့အဲဒီအမျိုးသမီးကသူသငယ်ချင်းကိုဖုန်းဆက်ပြီးတော့ခေါ်ပါရဲ့။ကနာကြောင့်မှာပဲကောင်မလေးတယောက်ရောက်လာပြီးတော့ခွေးကလေးကိုရှင်နဲ့အစာကျွေးခဲ့ပါရဲ့။ ပြီးတော့သူတို့နှစ်ယောက်ကခွေးကလေးကိုချိုးဖြီးပေးပြီးတော့ခေါ်ဆောင်သွားခဲ့ပါတယ်။ဒါကတော့လမ်းဘေးမှာစွန့်ပစ်ခံခဲ့ရပြီးမယ်။၄နိုင်လောက်အကြာမှာတခင်အစ်စ်ရသွားတဲ့ခွေးကလေးကို CCTV မှာတွေ့ရှိခဲ့ရတာပါ။ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းအရာလေးကိုနားဆင်ရတာပရိသတ်တို့အနေနဲ့သဘောကျနှစ်သက်လိမ့်မယ်လို့မျှော်လင့်မိပါတယ် နောက်ရက်ဒီမှာလေတိတက်ပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအပေါများစွာကိုစဉ်စားမပြတ်တင်ဆက်ပေးသားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel လေးကို like နဲ့ subscribe လေးလုပ်ခဲ့ပေးပြီးပေးနာ notification bell လေးကိုနှိပ်ထားပေးဖို့လည်းတောင်းဆိုကြပါရစေ။နောက်ဆက်အပ်ပေးခဲ့ကြတဲ့ပရိသတ်ဦးတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတူပဲတင်ရှိပါရရှင်။